မင်္ဂလာပါရှင်2012ခုနှစ်စက်တင်ဘာလ23ရက်ကြာသာရီနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်အောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မကညညလွင်ပါမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နေရင်ကျော်ပါကျွန်တော် RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီကနေ9:00တိဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးအသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါတော့မယ်ခင်ဗျာကျောင်းသားတက်မတော်ခေါင်းဆောင်ဟောင်းတွေဖြစ်ကြတဲ့ဦးမိုးသီဆိုနဲ့ဦးထွန်းအောင်ကျော်တို့ဦးဆောင်တဲ့အဖွဲ့ဟာ ီကနေ့နေ့လယ်ကရွှေကုန်းနိုင်ငံကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလာရောက်ပြီး NLD နိုင်ငံကဦးတင်ဦးဦးလှဖေနဲ့ဦးစိုးဝင်းတို့ကိုတွေ့ဆုံခဲ့ပါတယ်။ဦးတင်ဦးကပြည်ပရောက်အတိုက်ခံနိုင်ငံရေးသမားတွေရဲ့အတက်တဲအခက်အခဲတွေကိုသိရှိနားလည်တဲ့အကြောင်းမြန်မာနိုင်ငံတိုးတက်ရာတိုးတက်ကြောင်းအတွေ့ဝိုင်းဝန်းဆောင်ရွက်လိုတဲ့ဆန္ဒရှိတာသဘောပေါက်နားလည်ကြောင်းတွေကိုပြောကြားခဲ့ပါတယ်။ ြပိုင်အောင်အတိုက်ခံနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့အဖွဲ့ချုပ်နဲ့တကွာအဖွဲ့ချုပ်ကချမှတ်ထားတဲ့မူဝါဒတွေအပေါ်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် NLD ပါတီအနေနဲ့လက်ခံကြိုဆိုမှာဖြစ်တဲ့အကြောင်းပါတီနိုင်ကဦးတင်ဦးကပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။ဦးမိုးသီးဆိုတဲ့အဖွဲ့ဟာမြန်မာနိုင်ငံဆိုင်ရာ American သံအမတ်ကြီး Derek Mitchell နဲ့ဒီကနေ့မနေ့ကတွေ့ဆုံပြီးဒီမိုကရေစီရေးငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာဒီမိုကရေစီဖြစ်စေဆိုင်ရာတွေကိုပြည်သူတွေကြားမှာရောတပ်မတော်သားတွေကြားမှာပါတင်နန်းပေးဖို့လိုအပ်တဲ့အကြောင်းဒီတွေ့ဆုံပွဲမှာဆွေးနွေးခဲ့ကြတယ်လို့ကုမူသူဆောင်ကပြောပါရယ်။တမ်မတ်ကြီးမစ္စတာဒဲရက်မစ်ချယ်ကလည်းဥမိုးသူဆောင်တို့ရဲ့လေလာတွေ့ရှိချက်တွေကိုခီးစင်အပြီးအမေရိကန်ပြည်အောင်စုပြန်ရောက်တဲ့အခါနိုင်ငံတကာသိအောင်ထုတ်ပြန်မှုတိုက်တွန်းခဲ့တယ်လို့သိရပါရယ်ရှင်။လက်ဘရောင်းတော်ဂျင်းနီစီမံကိန်းကံကွက်ဆန္ဒပြမှုနဲ့ပတ်သက်လို့ဖန်စီထားသူတွေကိုပြန်လွှတ်ပေးဖို့နဲ့ဆန္ဒပြသူတွေကိုအေးမယူဖို့တောင်းဆိုချက်ကို တကိုင်းတိုင်းဝန်ကြီးချုပ်ဦးသာရေးကသဘောတူလိုက်ပေမဲ့စီမံကိန်းရပ်ဆိုင်းရေးနဲ့ရောကြီးငွေပေးဖို့ကိစ္စကိုတော့တာဝန်ယူမှာမဟုတ်ဘူးလို့သိရပါတယ်။ဖြစ်နေတဲ့စိုးရိမ်စရာအခြေအနေတွေကိုစကိုင်းတိုင်းဒေသကြီးကဝန်ကြီးချုပ်ပါဝင်အစိုးရနဲ့ကျွန်တော်တို့ညှိနှိုင်းပြီးတော့ဖြေရှင်းဖို့ကြိုးစားနေတာပါ။အခုနောက်ဆုံးကျွန်တော်တို့ကြိုးစားချက်အရကတော့ကျွန်တော်တို့ င်းကြီးအကြောင်းမှာကျွန်တော်တို့ရှိနေတာနဲ့ပတ်သက်ပြီးတော့ဘာမှဆွေးနွေးကြမရှိပါဘူးလို့ကတိပြုပါရစေ။နောက်တစ်ခုကဒီလှုပ်ရှားမှုမှာပါဝင်နေတဲ့ကျောင်းသားတွေရောရွာသားတွေရောအရေးမယူပါဘူးလို့ကတိပြုပါရစေ။တော်စဲအဲ့ကတိနှစ်ခုကိုကျွန်တော်ရခဲ့ပါရစေ။ဒီမှာကိန်းနဲ့ပတ်သက်တဲ့ပြိပခပြည်လဲဖို့အတွက်ပလဲမျိုးနယ် NLD လွှတ်တော်ကိုယ်စားလှယ်တော်ခင်ဆန်းလိုင်း68မျိုးဆက်ကျောင်းသားများအဖွဲ့ကကိုကျင်းမိနဲ့ဘာကသားများအဖွဲ့ချုပ်ကိုယ်စားလှယ်တွေဟာဥတာရင်းနဲ့တွဲဆုံဆွေးနွေးခဲ့ကြတာပါ။ အဲ့ဒီတွေးဆွန်ဆွေးနွေးပွဲမှာသခိုင်းတိုင်းဝန်ကြီးချုပ်ဦးတာရီအပြင်တိုင်းတပ်တုတွင်ဝန်ကြီးဦးတန်းထိုင်းနဲ့တိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌတို့လည်းပါဝင်တယ်လို့သိရပါတယ်။ကျင်းနီစီမံကိန်းတစ်ခုလုံးချက်ချင်းရပ်တန့်ဖို့နဲ့လက်သမားတွေကိုရော်ကြီးပေးဖို့ကိစ္စတွေဟာပြည်တော်စုအစိုးရကပဲလှုပ်ဆောင်နိုင်တဲ့အခွင့်အာဏာရှိပြီးတိုင်းဒေသအစိုးရအနေနဲ့ကတော့လုံခြုံရေးကိုထိန်းသိမ်းဖို့ပဲတောင်းရှိတယ်လို့ဦးတာရီကပြောပါတယ်။88မျိုးဆက်ကျောင်းသားများအဖွဲ့ကိုယ်စားလှယ်တွေဟာဥဒါရီနဲ့တွေ့ဆုံခဲ့တဲ့ရလက်တွေကိုမုံရွာဒေသခံတွေနဲ့ဝက်မေးရွာသားတွေကိုပြန်လည်ရှင်းပြခဲ့ပြီး ဖြစ်ပေါ်နေတဲ့တင်းမာမှုတွေပြည်ပကတွေရော့ကျသွားဖို့မေတ္တာရက်ခံခဲ့ပါတယ်ခင်ဗျာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဥွှေမန်းပြည်အောင်စုကြခိုင်ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှူးဦးထေးဦးတို့ခေါင်းဆောင်တဲ့အဖွဲ့ကိုဖိလစ်ပိုင်၊ဗီယက်နမ်၊အင်ဒိုနီးရှား၊တရုတ်ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေကလွှတ်တော်ကိုယ်စားလှယ်20ကျော်ပါဝင်တဲ့အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံ ICAPP အဖွဲ့ကမနေ့ကနေပြီးတော့လွှတ်တော်အဆောက်အဦမှာလာရောက်တွေ့ဆုံခဲ့ပါတယ် မနေ့ကတွေ့ဆုံပွဲမှာမြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကိုအလေးထားရှင်းပြခဲ့တယ်လို့သူရောက်ရွှေမန်ကပြောပါတယ်။ဒီလာတဲ့အကြောင်းအရာမြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုဖြစ်ပေါ်နေတဲ့အခြေအနေတွေကမြူရီပြည်တွင်ကြောင်းတဲ့ဒါလည်းကျေးဇူးပြုတော့အားပြုတော့ မြန်မာနိုင်ငံဟာအဖွဲ့ဝင်နိုင်ငံပေါင်း90ကျော်ကနိုင်ငံရေးပါတီပေါင်း300ကျော်နဲ့ဖွဲ့စည်းထားတဲ့အာရှနိုင်ငံရေးပါတီများညီလာခံ ICAPP ရဲ့အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါရဲ့ရှင်။တမရဥသိန်းစင်ရဲ့ Ranger အရေးပြောဆိုချက်ပေါ်ထောက်ခံဆန္ဒပြပွဲတစ်ခုကိုစကိုင်းတိုင်းကလေးမြို့မှာဒီကနေ့ပြုလုပ်ခဲ့ကြပါတယ်။ဒီထောက်ခံပွဲမှာလူဝင်ရ100သာစီတန်းလှည့်လည်ဖို့တပ်ဆိုင်ရာကခွင့်ပြုခဲ့ပေမဲ့ဒေသခံရဟန်းရှင်လူပြည်သူရာပေါင်းများစွာခြိတက်လှည့်လည်ခဲ့ကြတယ်လို့သိရပါတယ်။ ဒါပြင်စီတန်းလက်လက်ခွင့်၃ရက်ပေးဖို့တင်ပြခဲ့ပေမဲ့ဒီကနေ့တရက်ပဲခွင့်ပြုခဲ့တယ်လို့ဆိုပါရယ်ချီတက်ပွဲကို နေ့လယ်၁၂နာရီလောက်မှာမင်္ဂလာဥယျံကျောင်းထဲကနေစတင်ပြီးနေ့လယ်၃နာရီခွဲမှာရန်နာခဲ့ပါတယ်ခင်ဗျာဟိန္ဒူခရစ်ယာန်အစ္စလာမ်နဲ့ဗုဒ္ဓဘာသာဘာသာကြီး၄ခုအပါအဝင်ဘာသာပေါင်းစုံစုတောင်းပွဲတရက်ကိုဒီကနေ့မနေ့ပိုင်းကရန်ကုန်မဟမ်းမြို့နယ်မှာရှိတဲ့ Chatrium Hotel မှာကျင်းပခဲ့ပါတယ် ဒီခန်းနာကိုမြန်မာနိုင်ငံဘာသာပေါင်းစုံငြိမ်းချမ်းရေးအသင်းကဦးစီးကျင်းပတာဖြစ်ပြီးမြန်မာနိုင်ငံအတွင်းဘာသာအယူဝါဒအမျိုးမျိုးကိုးကွယ်ကြတဲ့ပြည်သူတွေအနေနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ကြဖို့အဓိကရည်ရွယ်ပြီးကျင်းပတာလို့သိရပါတယ်ကျွန်တော်တို့ဘာသာတည်တည်ရာတူညီတဲ့ကြောင်းချက်တွေလောကကြီးကိုကျွန်တော်တို့ရဲ့လူသားတွေကိုကောင်းရမွန်ရာဖြစ်အောင် ဒီမိုက်ချက်ထားပြီးတော့လှုပ်ဆောင်နေတဲ့အချက်တုန်ကြီးတဲ့အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ချစ်ချင်းမြတ်တာတရားပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီး Mr. Derek Mitchell နဲ့အပြည်ပြည်ဆိုင်ရာအစ္စလာမ်နိုင်ငံများအဖွဲ့ချုပ် OIC တို့ကလည်းဒီကနေ့အခမ်းအနားကိုသဝင်လွှာတွေပြပုတ်ခဲ့ကြပါတယ်။ဒီအခမ်းအနားကိုသာသနာရေးဝန်ကြီးသူရဦးမြင့်မောင်အပြည်ပြည်ဆိုင်ရာဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ဒုဥက္ကဋ္ဌနဲ့ ဘာသာရေးကောင်းဆောင်တွေနိုင်ငံတကာတန်ယုံတာဝန်ရှိသူပုဂ္ဂိုလ်တွေနဲ့ပြည်ရင်းဘာသာအသီးသီးကကောင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်ရှင်။ထိုင်းနိုင်ငံရဲ့ဒုက္ခသည်ဆိုင်ရာမူဝါဒဟာဒုက္ခသည်တွေအတွက်အကူအညီမရတဲ့အပြင်ဖြည့်ဆည်းမှုတွေဖြစ်စေတယ်လို့ American ပြည်တော်စုနယူးယောက်မြို့အခြေစိုက် HRW လူခွင့်ဆောင်ကြည့်အဖွဲ့ကဝေဖန်လိုက်ပါတယ်။ဒုက္ခသည်တွေနဲ့နိုင်ငံရေးခုံလုံးဝင်တောင်းသူတွေအပေါ်ထိုင်းနိုင်ငံရဲ့ပြည်မှုဆောင်ရွက်ချက်ဆိုတဲ့စာမျက်နှာ143မျက်နှာပါအစီရင်ခံစာတစ်စောင်ကိုလူခွင့်ဆောင်ကြည့်အဖွဲ့ကဒီကနေ့ထုတ်ပြန်လိုက်တာပါ။ We look to further enhance our long-standing cooperation with UNHCR donor government donor countries, NGOs and other humanitarian partners in this regard. We welcome this statement. It's a very good statement. ဒီစီရင်ခံစာဟာဒုက္ခသည်စခန်းတွေမှာရှိနေသူတွေရောစခန်းပြင်မှာရှိနေတဲ့မြန်မာနိုင်ငံကဒုက္ခသည်တွေရဲ့အခြေအနေကိုပါအဓိကထားလေ့လာပြီးရေးသားထားတာဖြစ်ပါတယ်။မြန်မာလာအောင်နဲ့မြောက်ကိုရီးယားကရောက်လာပြီးဒုက္ခသည်ဖြစ်ရှောက်ထားသူတွေကိုကုလသမဂ္ဂဒုက္ခသည်များဆက်ရမှာမင်းကြီး UNHCR ရဲ့စစ်ဆေးအသိအမှတ်ပြုဖို့ထိုင်းဆိုရက ခွင့်မပြုဘူးလို့ထောက်ပြထားပါဗျ။ဒါပြင်ဒုက္ခသည်စခန်းထဲကလူတွေကိုအဖက်ဖက်မှာတင်းကျပ်ထားပြီးအလုပ်လုပ်ခွင့်လည်းမပြုဘူးလို့ဆိုပါတယ်။ဒီမူဝါဒရတချိန်မှာဒုက္ခသည်တွေဌာနေပြန်ခွင့်ရတဲ့အခါမှာဘဝထူထောင်ရေးအတွက်အစဉ်သင့်ဖြစ်ဖို့မလွယ်ကူဘူးလို့ဆိုပါတယ်။ဒါကြောင့်ဒုက္ခသည်တွေကြားမှာစိုးရင်ကြောက်ကြမှုတွေမသေးကြမှုတွေကိုယ်စွမ်းဉာဏ်စွမ်းပြခွင့်မရတဲ့ခံစားမှုတွေဖြစ်နေသလိုတရားမျှတမှုအတွက်ဘယ်သူကိုချင်းကပ်ရမလဲဆိုတဲ့အားကိုးရလဲမဲ့နေတယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်တခြားဒုက္ခသည်စခန်းကိုကူမှာ လူဦးရေတသိန်း၄သန်းလောက်ရှိနေပြီအဲ့ဒီတဲက60ရာခိုင်နှုန်းလောက်ကိုပဲဒုက္ခတွေအဖြစ်အတိမတ်ပြူလာတယ်လို့ HRW ကဆိုပါတယ်ခင်ဗျာရှမ်းပြည်တောင်ပိုင်းဖေခုံမြို့နယ်ကတောင်ယာမြေတွေကိုတက်လန်းဆောက်လုပ်ရေးကုမ္ပဏီကသိမ်းယူထားတယ်ဆိုပြီး Unity Journal နဲ့ NY Journal တွေရဲ့စွပ်စွဲရေးသားချက်တွေဟာမမှန်ကန်တဲ့အကြောင်းတက်လန်းကုမ္ပဏီကဒီကနေ့သတင်းစာရှင်းလင်းပွဲလုပ်ပြီးညင်းဆူလိုက်ပါတယ်ရွာသားတွေကသူတို့ဘလော့ပိုက်တယ်ဆိုတော့မပြောပါဘူးသူတို့ကျွန်တော် ကြားသိရတဲ့ဥစ္စာတော့သူတို့ရဲ့ဘဝပိုင်ကြီးတွေပါသူတို့ရဲ့ญาတိတွေပါအဲ့တော့ဒီကြီးတွေကိုသူတို့ญาတိတွေအတွက်ဒီကြီးပေါ်မှာလာမဆက်ဖို့ပဲသူတို့တောင်းဆိုတာပါရှမ်းပြည်တောင်ပိုင်းမိုးပြေကျေးရွာအုပ်စုကမြေဧက120ကိုကုမ္ပဏီပိုင်အဖြစ်သိမ်းယူခဲ့ရမှာဒေသခံကယန်းနဲ့ဗဒောင်တိုင်းသားတွေရဲ့တောင်ယာမြေတွေအများအပြားပါဝင်ခဲ့တယ်လို့အဲဒီကြားနယ်တွေမှာဖော်ပြခဲ့တာပါ သူတို့စိုက်ပျိုးလုပ်ကင်နေတဲ့မြေတွေဟာတစ်တော်ရေးရာဝန်ကြီးဌာနကတဧကကိုတက်တရာနဲ့အနှစ်30အငှားချထားတဲ့တော်ရိုင်းမြေတွေသာဖြစ်တယ်လို့ကုမ္ပဏီဥက္ကဋ္ဌဦးရှိန်ဝင်းကပြောပါရတယ်။ဒေသခံပြည်သူတွေကတက်လန်းကုမ္ပဏီဟာသူတို့ပိုင်မြေယာတွေကိုသိမ်းယူခဲ့တယ်ဆိုပြီးရှမ်းပြည်နယ်အစိုးရကိုလွန်ခဲ့တဲ့လကတိုင်ကြားခဲ့ပါတယ်။ဒီအမှုကိုစစ်ဆေးနေစဉ်အတွင်းလုပ်ငန်းတွေရပ်ဆိုင်ထားဖို့ပြည်နယ်အစိုးရကညွှန်ကြားထားပေမဲ့ တက်လန်းကုမ္ပဏီကမလိုက်နာပဲစိုက်ပျိုးရေးလုပ်ငန်းတွေဆက်ပြီးလုပ်ကိုင်နေတယ်လို့ပြည်ရင်းဂျာနယ်တွေမှာဖော်ပြခဲ့ပါတယ်ရှင်။တရုတ်နိုင်ငံအမျိုးသားပြည်သူ့ကွန်ဂရက်စ်ဥက္ကဋ္ဌဝူဘန်းကုံရဲ့အဖွဲ့ဟာမြန်မာနိုင်ငံကိုချစ်ကြည်ခရီးဖြစ်မင်းကနေပြည်တော်ကိုရောက်ရှိလာပါတယ်။တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာအမျိုးသားလွတ်တော်ဥက္ကဋ္ဌဦးခင်အောင်မျိုးကိုတွေ့ဆုံခဲ့တယ်လို့တရုတ်စုဝသတင်းဌာနကပြောပါတယ်။ဒီကိစ္စရဲ့ရွယ်ချက်ကတော့1950ခုနှစ်ကတည်းကတည်ဆောက်ခဲ့တဲ့တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာနိုင်ငံတကာအပြောင်းအလဲတွေကြာမှာအခုချိန်ထိခိုင်မြဲနေတယ်ဆိုတာနဲ့ ရှေ့ဆက်ဆောင်ရွက်နေတဲ့အခြေအနေကိုပြသတာဖြစ်သလိုလူနေမှုစနစ်မတူတဲ့နှစ်နိုင်ငံကြားကနိုင်ငံချင်းချင်းဆက်ဆံရေးခိုင်မာမှုရဲ့ပြရုပ်လည်းဖြစ်တယ်လို့မစ္စတာဝူဝမ်ကိုကပြောပါတယ်။လေးနိုင်ငံခီးထွက်လာတဲ့တရုတ်ကိုလည်းအဖွဲ့ဟာအီရန်နိုင်ငံကိုပထမဆုံးသွားခဲ့ပြီးမြန်မာနိုင်ငံကိုမနေ့ကရောက်လာတာပါ။မြန်မာနိုင်ငံကနေတစင်းသီရီလင်ကနဲ့ဖီဂျီနိုင်ငံကိုခီးဆက်မယ်လို့သိရပါတယ်ခင်ဗျာ။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရနာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါရှင်ဟုတ်ကဲ့ပါခင်ဗျာ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိညစဉ်ညတိုင်းထုတ်လွှင့်ပေးနေပါပြီဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရခင်ဗျာသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါရှင် င်သံကြားအစီအစဉ်တွေကိုဆက်ပြီးတည်ရှိနေရတာပါအခုသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးပါမယ်ရှင်လေဘရောင်းတော့ဂျင်းနီစီမံကိန်းကိုဆန့်ကျင်တဲ့စလင်းကြီးမြို့နယ်ဝက်မေးကျွော်သူ၃ပြန်လွတ်ပေးရေးအတွက်၈၈မျိုးဆက်ကျောင်းသားတွေကစကိုင်းတိုင်းဝန်ကြီးချုပ်နဲ့မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်အပြည့်စုံကိုတော့ကျွန်တော်တို့ဖွဲ့သားကုခေမောင်စိုးမင်းကဆက်ပြီးတင်ပြပေးပါလိမ့်မယ်ခင်ဗျာစကိုင်းတိုင်းမုံရွာမြို့တစ်ဖက်ကချင်းတွင်းမြစ်ကအနောက်ဘက်ဘေးတည်ရှိတဲ့ လေဗရောင်းတောင်ကိုဖြိုချပြီးကျင်းနီထုတ်လုပ်မဲ့စီမံကိန်းကိုကန့်ကွက်ရမှဥဆောင်ခဲ့တဲ့မတ်သွက်သွဲဝင်းအပါဝင် ဝက်မေးချေးရွာသူ၃ဦးကိုပြန်လွှတ်ပေးဖို့မုံရွာမျိုးသူမျိုးသားတွေကစန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။ရန်ကုန်မြို့ကနေမနေ့ကရောက်ရှိလာတဲ့88မျိုးဆက်ကျောင်းသားတွေကအဲ့ဒီကိစ္စကိုသခိုင်းတိုင်းဝန်ကြီးချုပ်ဦးသာအေးနဲ့တွဲဆုံဆွေးနွေးခဲ့ပါတယ်။ဖြစ်နေတဲ့စိုးရိမ်စရာအခြေအနေတွေကို စကိုင်းတိုင်းဒေသကြီးရဝင်ရုပ်ပါဝင်အစိုးရနဲ့ကျွန်တော်တို့ညှိနှိုင်းပြီးတော့ဖြည့်ရှင်းဖို့စူးစမ်းနေတာပါအခုနောက်ဆုံးကျွန်တော်တို့စူးစမ်းချက်အရကတော့ကျွန်တော်တို့ဒီဘုံကြီးเจ้าမှာကျွန်တော်တို့ရှိနေတာနဲ့ပတ်သက်ပြီးတော့ဘာမှဆွေးရကြမရှိပါဘူးလို့ကတိပြုပါတယ်နောက်တစ်ခုကဒီလှုပ်ရှားမှုမှာပါဝင်နေတဲ့ကျောင်းသားတွေရောရွာသားတွေရောအရင်မอยู่ပါဘူးလို့ကတိပြုပါတယ် ရောစံအခရီးနှစ်ခုကိုကျွန်တော်ရခဲ့ပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခွန်ကြီးကျောင်းထဲမှာကျွန်တော်တို့လူတွေရှိနေတာတွေ၊ရွာသားတွေရှိနေတာတွေ၊ကျောင်းသားတွေရှိနေတာတွေဟာမြို့သူမြို့သားတွေအနေနဲ့စိုးရိမ်စရာတခုမဟုတ်ပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်။အဲ့ဒါကိုလည်းတို့လေးလေးလက်ကတိပြုထားပါတယ်။တရုတ်နိုင်ငံပိုင်ဝမ်ဘိုကုမ္ပဏီနဲ့မြန်မာစစ်တပ်ပိုင်ဥပိုင်ကုမ္ပဏီတို့ဖက်ဆက်လုပ်ကင်တဲ့အဲ့ဒီလက်ဘရောင်းတောင်ကျင်းစီမံကိန်းကိုကန့်ကွက်ဆန္ဒပြကြရမှာ မုံရွာမြို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတက်မကများအဖွဲ့လဲအဓိကနေရာကပါဝင်ခဲ့ပါတယ်ဒီကြည်ကတ်လာတော့ခက်ခဲတဲ့ပြဿနာနားလည်တဲ့အတွက်ဒါကိုကျွန်တော်တို့ကတနည်းအားဖြင့်ပေါ့ထိတ်တဲ့ရင်ဆိုင်မှုမလုပ်ဘဲနဲ့ညီနိုင်ဖြေရှင်းဖြေရှားတဲ့ပုံတစ်ခုပေါ့ဘုမ္မလည်းပြောမယ်ဆိုရင်ဒါနိုင်ငံတော်သမ္မတကိုယ်တိုင်ကဖြေရှင်းမှရမယ်အခြေအနေကြောင့်ဘာလို့လဲဆိုတော့ဒီဒီဒီအခုကျွန်တော်တို့ဒီစာချုပ်ဟာ ကိုတရုတ်နဲ့ချုပ်ဆိုတဲ့စာချုပ်ဟာကိုလက်ရှိသမရဝင်ရုပ်ပေါ်ကတရုတ်ဆိုရတယ်ဘောတူကလည်းစာချုပ်ကိုကျွန်တော်ဒီကနားလည်မှာနားလည်တော့ဒီဥစားကိုဖြစ်ထုတ်မှုကကျွန်တော်ဒီအနေထားနဲ့ဒီကိစ္စနဲ့မရဘူးအဲဒါကြောင့်ကျွန်တော်တို့ကဟိုခုနထိလိုက်ရင်ဆိုင်ဆန့်ကျင်တဲ့ကိစ္စမျိုးမလုပ်ဖက်နဲ့တစ်ဆက်တည်းမှာပဲကျွန်တော်တို့ကတစ်ဖက်မှာလည်းဘုရားပြန်တဲ့တည်းပြန်ကျွန်တော်တို့ကတိုင်းပြည်ပြောင်းလဲကိစ္စတွေရှိရှိနေတဲ့အတွက် ေးဒီတနေ့တော့ပြန်ချက်သွားမယ့်အချိန်ဒီမှာကျွန်တော်ချက်ချင်းမပေးခြင်းတဲ့အချိန်တွေတော့ပြတော့တောင်းဟိုတရားရည်ပြောဆိုအရှေ့ဆွဲပြီးတော့ဒီကြိုးစားတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပလဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါခင်ဆန်းလိုင်ကလည်းအဲ့ဒီလက်ဘရောင်းတောင်ဖြိုချမဲ့ဂျင်းနီစီမံကိန်းကိုဖျက်သိမ်းပေးဖို့စကိုင်းတိုင်းဝန်ကြီးချုပ်ဦးသာအေးကို တောင်းဆိုခဲ့ပါတယ်ခင်ဗျာ အနေတို့ရဥက္ကရာကိုတိုင်းကတရားဥပဒေစိုးမိုးရေးနဲ့အကြမ်းပြင်းပြင်းအဖွဲ့မှာဥက္ကရာဖြစ်နေတဲ့အတွက်ကြောင့်အနေတို့အနေထားအရာနဲ့အနေတို့ကတော့ဒါအေးချမ်းချမ်းနဲ့ဒီကိစ္စကိုပြီးသွားစေချင်တာပါပဲအဲ့တော့တကယ်နင်းနာတဲ့သူတွေကိုနင်းနာတဲ့အတိုင်းအန်ဒီရောအဖြစ်ချင်းပြေးစီခြင်းတယ်အဲ့တော့ဒီအန်ဒီရောဘက်ကညင်ညာညာအေးချမ်းချမ်းနဲ့ဒီအရာတွေကိုလုပ်နေတဲ့အချိန်မှာလဲဒါသက်ဆိုင်ရာအာဏာပိုင်တွေလည်းအန်ဒီရောနဲ့အတူတူပူးပေါင်းပါဝင်စီခြင်းပါ ICAPP လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံကိုယ်စားလှယ်အဖွဲ့ဟာပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးရွှေမန်းနဲ့မနေ့ကနေပြီးတော့မှတွေ့ဆုံခဲ့ပါတယ်။ဒီအကြောင်းအပြည့်အစုံကိုကျမတို့ဝိုင်းတော်သူမခင်ခင်ဤကဆက်ပြီးတင်ပြပေးမှာပါရှင်။ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကိုဖိလစ်ပိုင်၊ဗီယက်နမ်၊အင်ဒိုနီးရှား၊တရုတ်၊ကမ္ဘောဒီးယား၊တောင်ကိုရီးယားစတဲ့နိုင်ငံတွေကလွတ်တော်ကိုယ်စားလှယ်20ကျော်ပါဝင်တဲ့ ICAPP လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံအဖွဲ့ကစက်တင်ဘာ12ရက်နေ့ကနေပြည်တော်လွှတ်တော်အဆောက်အဦမှာတွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ဒီလိုအဖွဲ့ဝင်နိုင်ငံပေါင်း90ကျော်ကနိုင်ငံရေးပါတီပေါင်း300ကျော်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ကြီးရဲ့ကိုယ်စားလှယ်တွေမြန်မာနိုင်ငံကိုလာရောက်ကြတဲ့အတွက် ူတို့အနေနဲ့မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုပိုပြီးမြင်လာသဘောပေါက်နားလည်လာကြတယ်လို့ဥရွှေမန်းကသတင်းဌာနတွေကိုပြောပါတယ်။ကောင်း90ကျော်ပါတယ်။အော်ပါ။တိုက်ပြီးဆိုအဲ့ဒီတော့အန်စာတော့ရှိတယ်။သူလာတဲ့အကြောင်းကတော့မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုဖြစ်ပေါ်နေတဲ့အခြေအနေ။ဒီလိုမျိုးပြုပြင်ပြောင်းလဲမှုတွေနားလည် 用心机的按地上。我丢丢把你们拿要把人带来了，后背我来演游戏。啊，后背就是咱们今年今年大今年在那个那个那个他们参加了，丢把人今年把人，后背拉我是把人，他们也把人，四个把人把人，哎，那个那个跟那里去把人，你包把人，然后那个带来去把人，我是丢把人。 ဒီလိုပြည့်စုံတဲ့အတူတူနေတာမြန်မာနိုင်ငံအကြောင်းပုံရတယ်ဟုတ်ကဲ့ဒီပြည်ပြည်တောင်းနေကြတယ်ဒါလည်းကျွန်တော်တို့ဝတ်သွားပါတယ်လောလောဆယ်တော့အဲသူတို့ရဲ့ဒီပေါ့အမြင်သဘောထားအခြားကူညီတာတွေပြီးတော့ကောင်းမှာဒီတွေ့ဆုံပွဲမှာပြည်ထောင်စုတက်ခိုင်ဖွံ့ဖြိုးရေးပါတီထူထူတွင်မှုဦးထေဦးခေါင်းဆောင်တဲ့အဖွဲ့လဲပါဝင်ခဲ့ပါတယ် မြန်မာနိုင်ငံဟာတက်ကရစ်2000မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ဒီအပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံ ICAPP ရဲ့အဖွဲ့ဝင်နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်ရှင်။ကူကတော့ရခိုင်ပြည်နယ်ထဲကိုနိုင်ငံသားဝင်ရောက်မှုအခြေအနေတွေပေါ့ ်လူဝင်မှုကြီးကြပ်ရေးဌာနကကင်တွယ်ဖြည့်ရှင်းနေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဥခင်ကြီးကိုကျွန်တော်တို့ RFA ဝိုင်းတော်သားကိုကြွကြွအောင်ကတွေ့ဆုံမေးမြန်းလာတာထုတ်လင်းပေးပါမယ်ခင်ဗျာသရဏကြီးကလည်းပြောနေတယ်ကိုကြီးကလည်းပြောနေတယ်ဒီမှာနိုင်ငံမှာဒုတိယဆိုတာရှိပါဘူးပြောတယ်ဒါပေမဲ့နိုင်ငံတကာရောက်ဒီကိုရီးယားအီးဆိုရှယ်ကူတွေကတော့ဒီဥသီတော်ဘုံတော်မှာနေထိုင်တဲ့မွတ်စလင်များဆိုတာကိုသိရတယ်ပြောနေတာအဲ့ဒီပေါ်မှာဦးကြီးရဲ့ဟောရမ်းပြောပြတယ်ခင်ဗျာအင်းပြသူတို့ပြောနေတဲ့ရိုဂျာဆိုတာ ဘေးဟာကိုရေပြောလို့ကျွန်တော်ဟိုတိတ်ဆိုးပေါ့ကျွန်တော်ပြောတာကတော့ကျွန်တော်လူမျိုးစုတရားဝင်ဒီမှာပြထားတဲ့မြန်မာနိုင်ငံမှာရှိတဲ့လူမျိုးစုတရားကျော်တွေမှာဖွင့်ရဆွဲနေတာပေါ့တော့လားပြောမယ်ဆိုရင်ကျွန်တော်ဝိချက်ကူလက်ထက်ကစပြီးထုတ်တဲ့ဒီ document တွေဒီစက်ပြေးတွေမှာဖွင့်ရဆွဲတာပေါ့တော့ကျွန်တော်ဒီတလိုက်ရပြီးနောက်ပိုင်းမှာတော့ဆင်းနှစ်ကြီးောက်ပြတာအော်90ဒီမှာကြည့်90ဒီမှာကြည့် တစ်ချိန်လုံးပါလေအဲ့ဒီရိုးရေးကြဆိုဒီလူစုပေါ့ဘာလို့တကောင်စင်းဆိုတာမြန်မာနိုင်ငံလုံးမှာရှိနေတယ်အားလုံးထက်ကောက်တယ်ကျွန်တော်ဒီနာမည်ကပါတယ်အဲ့တော့ကျွန်တော်ပြောတာကလူညာမရှိဘူးဆိုတာကကျွန်တော်နိုင်ငံထဲမှာဒီတရားဝင်ဖော်ပြတဲ့လူမျိုးတရားတော့ဒီနာမည်မျိုးဘယ်တော့မှကျွန်တော်မရှိခဲ့ဘူးထို့ကြောင့်ရိုးရေးကြဆိုဒီလူစုနိုင်ငံထဲမှာမရှိဘူးလို့ကျွန်တော်အဲ့ဒီထောက်ထားတယ် ဘုန်းကြီးမနေ့တော့ဆိုရင်လည်းဒီမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တမန်ကြီးဂျယ်ရီမစ်ချယ်လို့လည်းတွေ့ခဲ့တယ်။နောက်ကုလသမဂ္ဂအရာရှိတွေနဲ့လည်းဂျပန်ရဲ့ဒါဆိုလို့တွေ့နေတယ်ပေါ့လေ။ဒီကုလသမဂ္ဂတို့အမေရိကန်တို့ရဲ့အမြင်ရောဘယ်လိုရှိပါလဲခင်ဗျာ။ဒီရိုဟင်ညာဆိုတဲ့အတုံးနှုံးဒီလူမျိုးနဲ့ပတ်သက်ပြီးတော့ပေါ့။ဒီရိုဟင်ညာဆိုတဲ့ပတ်သက်တဲ့အတုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့တဲ့နိုင်ငံကအဖွဲ့အစည်းတွေရောမနေ့ကပြည်တဲ့အမေရိကန်အဲတာမန်ကြီးတွေရောဒါနဲ့ပတ်သက်လို့အကြီးပွားဆက်တဲ့တစ်ခါမှမရှိခဲ့ပါဘူး။တော်တော်များများတော့ဒီရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့လုံးဝ ကျွန်တော်တို့ဒီဘက်မှာဒီလိုပြိပကံမျိုးပြန်မပြောင်းဘယ်နည်းပင်တို့ကင်ွယ်ဖို့တည်တယ်ဆိုတဲ့အချက်လေးကိုဆွေးနွေးကြတာဖြစ်ပါတယ်။ရခိုင်ပြည်ထောင်စုဒီလောက်ထိစိုးစိုးဝါဖြစ်ခဲ့ရတာပေါ့နော်။ဟိုအနောက်ဘက်နေဆက်ကိပောက်မလုံးကျုံမှုလို့လည်းတချို့ကသုံးသပ်တာရှိပါတယ်အထူးသဖြင့်ဒီနေဆက်မှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ဒီအရင်အစိုးရအဆက်ဆက်ကဒီ NASA ကအဖွဲ့အစည်းပါဝင် NASA ကအဖွဲ့အစည်းပါဝင်ပေါ့လေအဂတိလိုက်စားမှုတွေအကြောင်းဆိုပြီးတော့လည်းတညွှန်းထုတ်ဆွဆွဲရရှိပါတယ်ဝန်ကြီးတွေကဘယ်လိုများခံယူပါလဲခင်ဗျာ မှန်ပါတယ်ခင်ဗျာဟိုဒီဆွတ်ဆွတ်ချက်တွေတော့ကြားပါတယ်ဟိုကျွန်တော်လည်းဒါနဲ့ပတ်သက်ပြီးတော့ဟိုတွေ့တဲ့သတင်းတောက်နေတယ်ပေါ့လေတော်တော်များကြီးစားဖို့ကျွန်တော်ရှင်းပြပါတယ်အဲ့တော့ဒီဟိုဆွတ်ဆွဲရဲဆိုတဲ့နေရာမှာအထောက်ထားပြည့်ပြည့်စုံစုံရှိပါတယ်နော်အဲ့တော့အခုဒီမှာရှိနေတဲ့ခုရောက်နေတဲ့ဒီပင်ကလေးလူမျိုးတွေပြပြလာခြင်းဟာသူတို့ပြောနေတဲ့နေစာမှာတာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်တွေကြောက်ဆိုတာတဲ့တမိုင်းနေလေတိ တော့1824ခုနှစ်ကနေစခဲ့တယ်ဒီဒီကျွန်တော်တို့မြောက်လောက်မှာနေခဲ့တဲ့အချိန်ညာ1948ခုနှစ်ကျွန်တော်ညာနေနေပြီးတော့လိုက်လိုက်တဲ့အထိဆိုဒါကိုကျော်ကျော်ဝန်တိတယ်တစ်ပေါင်း120ခုလောက်ရှိတယ်အဲ့ဒီကာလကျွန်တော်တို့မြောက်လောက်မှာနေခဲ့တဲ့ကာလအဲ့တို့မြောက်လောက်မှာနေခဲ့တော့ဘာဖြစ်တယ်ကိုကျော်မှာကိုယ်ပိုင်လည်းမရှိကိုယ်နိုင်ငံကကာကွယ်မရှိဘူးအဲ့ဒါကိုလူမျိုးကဘာကာကွယ်ခင်မရှိတဲ့တော့ဖြစ်တာအဲ့ဒီကာလမှာရခင်တို့ကကျွန်တော်ရှိမှာဒီတိုင်းရင်းသားလူမျိုးတိုင်းရင်းသားလူမျိုးအဓိကရှေ့မျိုးရှိတယ် ရှမ်းပြည်ကချင်းကရဘူးနဲ့ဝန်ကြီးရှက် plus ယူနစ်ဘောတရားပါအဲ့ဒီလိုလူတို့ရှိခဲ့တဲ့နိုင်ငံမှာနိုင်ငံသားတွေပါအဲ့တော့တိုင်းရင်းသား plus နိုင်ငံသားတွေဖြစ်လာဒီဒီပေါင်း130တော့ပါဒီနိုင်ငံသားတွေတိုင်းရင်းသားတွေပေါင်းတယ်သူ ignore ဆိုရှင်လာတယ်အဲ့ဒါဒါရီယာဒီပေါင်း130လို့လို့အခြေချက်နဲ့ထိုင်ခွင့်ဟိုဘယ်လိုပေါ့လဲယူဇက်ပြပွားခွင့်ရခဲ့တယ်အဲ့တော့စပြီးတော့နိုင်ငံသားကြောက်လာတာလေ nature စဉ်းစား ်ဒီပေါင်းပြရစရာလုံးလုံးပေါက်ပေါက်ကြီးပြင်းခဲ့တာလေလက်ချက်စနစ်ကြောင့်သူ့ကြုံဝတ်ပြီးနေခဲ့ရတဲ့ကြောင့်ဖြစ်တယ်ဒီလိုဆိုရင်ကျွန်တော်တို့မပါပါဘူးနော်အောက်ကတွက်လိုက်ရတွက်လိုက်ရတော့ဒီနိုင်ငံတော်ရဲ့ဒီသွေးတော်တွေနိုင်ငံသားတွေမြတ်ကြတာတဲ့အချင်းဘူးပြုနေတဲ့ကြောင့်ကျွန်တော်တို့ဒါရီနဲ့ပတ်သက်ပြီးကာဝေတာစီကိုဆိုတော့ဒီဥပဒေကိုပြတော့ဘဝတော်ဝါလေးစစ်ကိုနေမှာနိုင်ငံသားဖြစ်မှုကိုဒီဆိုပြတယ် အခုက1948ခုနှစ်မြန်မာနိုင်ငံသားဖြစ်ရွေးချယ်ရေးဥပဒေဆိုပြီးပြတယ်။ဥပဒေဟာဒီကဖွဲ့စည်းပုံခြေရာဥပဒေပေါ်မှာအခြေတရားတူတူဖြစ်တယ်။အဲ့ဒီဥပဒေတစ်ခုက1947 Constitution Law ပါလို့ခြေတယ်။ဒါဒါဥပဒေလိုပေါ်ပါလေ။အဲ့တော့အဲ့ဒီလောက Constitution မှာအခြေခံခဲ့တဲ့ဒီ law တစ်ခုကလည်းအထိုက်ပြောင်းတဲ့အခြေအနေရှိတယ်။ဒါကကျွန်တော်လေ့လာချက်ရှိတာကိုဟိုဆွဲခဲ့တဲ့ပုံကိုကျွန်တော်တိကျပြောတာ။အဲ့ဒီတော့ကအဲ့ဒီအခြေအနေရဲ့အဲ့လို เนาะလောလောဆယ်ကျွန်တော်တို့မိနေချုံမှာရခိုင်မှာပြိပကဖြစ်လာပါဗျာဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကလည်းနောက်ဘက်ကလည်းနောက်ဘက်ကတယောက်ကျွန်တော်တို့စေးနေစီရစီရတာပေါ့မစီရစီရတာပေါ့ဟုတ်ပဲနတ်ဆကအဖွဲ့စီရတယ်စီရစီရတာဒီဖွဲ့စီရတဲ့နိုင်ငံတော်လူလူတွေအတွက်ကိုကျိုးစုံပြီးဆောင်ရတယ်အဖွဲ့စီရအဲ့လိုစစ်တပ်စီတာရဲ့အခါကျတော့အခုချိန်ထိအခုချိန်ထိတော့ဘယ်စစ်တပ်မှထင်တယ်လူပေါင်း၄000လောက်တူလာ ဒီတော့ကျွန်တော်ကိင်္ဂနာကအကြည့်ကြဆိုတော့ဒီတော့ product တော့ပို့လာတွေ့တော့ဒါနှစ်ဖက်လုံးရဲ့စစ်စစ်ကြေးရအဲ့ဒီမှာအခုချိန်ကြီးကျွန်တော်တို့နှစ်ဖက်လုံးစစ်စစ်ကြေးရခိုးဝင်တာတယောက်မဟုတ်ဘူးတယောက်မဟုတ်ဘူးတိုးတော့ဒါအမှန်လို့ပြောလို့ပြရဘာလို့လဲဆိုတော့ကျွန်တော်တို့စစ်တဲ့ကောင်ကရှောက်တင်းနေတာရှိနေတယ်ကျွန်တော်တို့ကတော့စစ်ချင်တယ်ဆိုရင်အဖွဲ့ဆိုဘာသာလို့စစ်ပါစစ်လိုက်တော့မှပဲဒီဥစားကဟိုဟိုဟိုဆွဆွပြောဆိုပြီးပြတ်သွားကျွန်တော်စစ်တာတော့တယောက်မဟုတ်ဘူးဒီ၄000ကျော်ကဘာလို့ပို့လဲဆိုတော့ window တူတယ် ဆိုတော့ခုနပြောသလိုပေါ့နော်ဒီဝန်ထမ်းတွေဟလာဒီလိုကိုကျိုးရှာတော့မောင်းတော့ဖြစ်တယ်ဆိုရင်အချက်ကတကယ်တော့ဟိုအားနည်းတယ်ဖြစ်တာတကယ်ဆိုတော့ဒါဘယ်နည်းဘယ်ဘယ်ချင်းဘသူကအဲဟဲ့လားဘယ်လိုဖြစ်လို့ဆိုတဲ့အခါမျိုးရှိရောဒါကျွန်တော်တို့ကဒါအရေးမလွယ်ပါဘယ်ဘာကြောင့်ဆိုရင်ဒီလိုဒီလိုဟန်ကုန်းပြောမှလည်းတိတိပေါ်ပေါ်လေးအဲဒီလိုဟလားဒီလိုလက်ပေးလက်ဖြစ်လို့အရေးယူနေတာဒါကကျွန်တော်ခုနပြောသလိုဟလားနိုင်ငံတော်အချုပ်အခြာရဲ့စိတ်မိုက်ချုပ်ဖြစ်နေတာကြောင့်အရေးယူစရာအကြောင်းရှိနောက်ချက်က သူကလောက်ကဆိုကျွန်တော်ပြန်ကြည့်ရပေါ့ကျွန်တော်ဒီစကားနဲ့ကျွန်တော်ပြန်ကြည့်ရကျွန်တော်တို့လူတွေကအဲလူမောင်းရလူရှိတယ်မိရပါစခုလောက်ပါရှိတယ်ဟိုကျွန်တော်ဒရိုက်ဒရိုက်လို့နော်ကျွန်တော်ကျွန်တော်လောက်ကဘုနာအဲ့ဒီမှာဈေးခိုင်းလို့တာတော့တော့တော့လို့ရတယ်ကျွန်တော်ထင်တာဒေတာကလည်းတူတယ်ကျတဲ့လူကလည်းဟိုကျတဲ့တိုင်းသားဆိုတဲ့ဒေတာကဒီကလေးတွေနဲ့အင်တာဗျူးတော့သူလည်းဒီရခိုင်သားတွေဖြစ်ကုန်ကြတာပါပဲမမရရကျွန်တော်တို့ဒီစစ်တွေဆိုလို့ရှိရင် ိုင်းလို့ရှိတာစစ်တွေမှာတိုင်းလို့ခရယုတ်ညနေလို့ပေါ့50ခုလို့ရှိတယ်အဲ့တည်းမှာ30နဲ့9ရောက်တာစခိုင်းတိုင်းရတယ်ဆိုတဲ့ဘဝလေးစခိုင်းတိုင်းရတဲ့သူတို့စခိုင်းပြီးတယ်ကိုဆော့ဆော့ပို့ဆိုတာသူတို့ကပိုပြီးဒီစိတ်ကိုလို့ရှိတယ်ပြောလို့ပြန်လာတယ်အဲ့တော့ခက်နေတာကသူကတချို့ဒီဘင်္ဂလီရုပ်ထွက်နေတဲ့လူတယောက်ကနိုင်ငံကကိုက်ထားလို့ရှိတယ် အဲဒါကတော့လဘကအဖြစ်လက်စားပြီးနတ်စကားပြီးလက်စားပြီးဒီလိုလေးအမြင်မှတ်ရတာဒီနေရာမှာကျွန်တော်အလင်းသိလို့ရှင်းပြနေတာနိုင်ငံသားတွေပဲနှစ်မျိုးရှိပါတယ်တမျိုးကဝေးရပါနိုင်ငံသားပဲဝေးရပါနိုင်ငံသားဆိုတော့ကျွန်တော်တို့82 Universalization Law အရာပုံမှန်300ပုံမှန်တိုက်စုပြရင်ဒီပုံပုံတွေက1823ခုနှစ်မတိုင်ခင်ကဒီမြန်မာနိုင်ငံကို ပေးရင်နိုင်တာဖြစ်ပြီးတိတိထိုင်ကြကြတဲ့လူတွေဘလို့လဲဆိုတော့ခုနရှမ်းကရင်ကချင်းကရမော်ပြမှာရခိုင်ရှမ်းဆိုတဲ့မျိုးတွေဆိုကြီးရှိကုန်တယ်ဆက်ဆက်တဲ့လူတို့တရားပါလူတွေဒီဘိုးရပါနိုင်ငံသားတွေဖြစ်တယ်အဲ့လိုမျိုးတွေကျွန်တော်တို့ဒီနိုင်ငံသားကစစ်စစ်ကပြေးလို့ရတယ်တပုတ်ပါတော့တော့ပုတ်ပါကအဲ့လိုလူတွေကဘွေးတာသမီးပြေးလို့ရတယ်ဒါကတော့ရှိတယ်ရုပ်ကြည့်လိုက်အောင်တဲ့ဒီကတိုင်းသားဆိုသူတွေကခုနကနိုင်ငံသားကတော့တိုင်းတစ်ပါးသားကလေဒီကကြိုက်ခါရဲ့ခုနလက်စားသားဆို

တရုတ်အာဏာပိုင်တွေဖမ်းဆီးထိန်းသိမ်းထားတဲ့ရွှေတရီကန်ဒေတာကမူးရရာစာဆိုင်းတော်ခန်းကို မကြခင်ရုံးတင်စစ်ဆေးတော့မယ်လို့ကြားသိရပါတယ်ဒီအကြောင်းမြန်မာဘာသာစာရန်ထုတ်တင်ပြထားပါတယ်ရှင်เมื่อสุงค่ะพี่น้องผู้ปันแห้งเงาหางสิง IFA TV ไฟใต้ตั้งสิง อยู่ลีกัดเย็นอยู่ค่ะเนาะพี่น้องเขาค่ะ ใต้หนอกค้ำอันจับจือจะปอกกายาปอดสามเสียงค้ำก็ถูกเจ้าหน้าที่แขกกุ้มขังไว้นั่น และยิ่นว่าเตะไรขึ้นลุมตลาดตัดสินในเลินในในค่ะอ๋อใต้หนอกค้ำผู้จับจือจะปอกกายาปอดสามเสียงค้ำก็อันถูกทางเทอมว่าเกี่ยวข้องการค้าแหมก้นจอมเฮกเขตามก่อ ในเมนนําของเมื่อวันที่ห้าเลือนออกถูกเปิดองเเฮสิบอ็ด ถูกลาบที่ยบส่งวันแขนั่นเต็นไรขึ้นลุมตะลาเปิดตาตัดสินในเรือนแสตมเปิดในในขาอ๋อหรือสีใจหนกค้ำยังมีลูกจุ้มมันเหมือนหนังใจยีลายใจสางค้ำแลใจอ่องแมดอันถูกที่ยบนั่นก่อเต็นไรขึ้นลุมตะลาเปิดตาตัดสินหนังเก่าไว้ใจหนกค้ำถูกที่ยอบอ่ำพึงนั่นก้นหวานในฝั่งเมืองลาวก่อกว่าในกลางใจสารคาดเจ้านาตีเล่าอยู่ก็การเจ้านาตีเล่ารัดว่า ให้เลยจบถามเยาก่อนว่าไหน ไว้สีห้องการฝ่ายเพียวมวยยาเมากําไทย อันแกมพ่องหลงเฉลิมอยู่บ้ำลุง ปืนเผากาโฮสองล้านบาทเมื่อวันที่เช้าเลือนเอเปิลสองหิสิบสองใด้หนกคํากอดถูกติงยอบ เมื่อวันที่เช้าฮาเลือนเอเปิลตีเมืองลาว วันปืนเผากาโฮใจหนกคํานันกล้วยอย่างเก่าแกมมั่นใจสั่งคํากอดถูกไทยติงยอบ ห้องลูกหินแตกกว่าเมืองฝัง ลูกน้องแทงก่อนหนึ่งใจยีลายก่อ ถูกตีนยอบตีเล่าเสยส่งปันแขกเมื่อนาใจหนกคำติดถูกตีนยอบนั่นกล้วยใด้เองแม่ถือเจ้นหงนั่นแต่หลังใจหนกคำถูกตีนยอบมันก่ออ่อนลุงน้องชอบไปว่างคืนตีจำนันตีมันตาคีเล็กลูกน้องมันแต่ถูกปล่อยตัวเยาเสตาตัวใส้อ่องแม่แต่ถูกเจ้าหน้าตีมันแข่กักขังเทศทามตีเก้งตุงเสสืบส่งโตปันเจ้าหน้าตีแขกเมื่อวันที่28เดือนออกัส ตาให้เป็นดั้งกําจอย พ่องเอาใจหนกค้ำขึ้นลุ่มทัดสินตะลาลองจำนาตีเขตให้ปืนผาว่า ใจหนกค้ำเลยย่อมหับคาแหมก้นจอมเฮื่อเขตสสิบามก้อนในเซตาโตใจอ่องแม่แต่อ่ำย่อมหับลาละย้อนนั้นแต่มีลองแตบตัดปันตดตามเชิงหือในนั่นไปจังว่า ยินจมขอบใจใหญ่นำค่าเมื่อสุงค่า ီညအတွက် RFA ရုံမြင့်တန်းကြားအစီအစဉ်တွေလည်းဒီမှာတင်ပြီးဆုံးပါပြီကြီးစုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေရှင်